္လာပါအဲကျမတို့ရဲ့ပြည်သူစစ်သားစင်းများစကားသံအစီအစဉ်လေးပြန်လဲကြိုဆိုလိုက်တယ်ပေါ့နော်အဲဒီတစ်ခါကတော့ကျမဖိတ်ခေါ်ထားတာတော့ဆ iam မလလာတီပေါ့နော်ကျမရေး CDM ဆ iam မကြီးဖြစ်တယ်။နောက်ဆ iam မကြီးတသက်နုပေါ့နော်ဒီဆ iam မကြီးကတော့ပညာရေး CDM ဆ iam မကြီးဖြစ်ပါတယ်။ဆိုတော့ကျမတို့ဒီနေ့ပြောမယ့်အကြောင်းအရာကတော့အမေစုမွေးနေ့ပေါ့နော်။အဲဘာဖြစ်လို့လဲဆိုတော့ခုလာမယ့်ဂျွန်19ရက်နေ့ဆိုရင်မေစုရဲ့မွေးနေ့ဖြစ်တယ်။ဆိုတော့ကျမတို့အကုန်လုံးကအမေစုကိုချစ်ကြတယ်။အဲလေးစားကြတယ်ပေါ့နော်။ဆိုတော့အဲဒီ ဟိုဘယ်လိုပြောရမလဲမွေးနေ့ရှင်မရှိရမွေးနေ့တွေကိုနေရာတကာမှာကျင်းပကြရယ်ပေါ့နော်ဆိုတော့ဒီနေ့ကကျမတို့အဲအမီစုအောင်းလေးကိုအဲဆရာမတို့လည်းဆရာမတို့တည်သလောက်ရင်းနေရှိသလောက်ပေါ့နော်အဲပြောကြမယ်ကျမတို့အဲဟိုဘယ်လိုပြောရမလဲကျမလည်းကျမတည်သလောက်ပေါ့နော်ကျမအဲလေးစားရတဲ့အပိုင်းနေပေါ့နော်အဲအဲ့အရာတွေဝေးမြသွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဟိုကျမပဲအရင်ပြောလိုက်မယ်ပေါ့နော်အဲအမေစုကကြတော့အဲဘယ်လိုပြောရမလဲထောင်းအဲ ဘာလဲ88ပေါ့1988မှာသူဒီကျမတို့ကလေဒီရုပ်ရှင်လဲကြည့်ဘူးတယ်ပေါ့နော်အမေစုအကြောင်းပြန်ရိုက်ထားတဲ့ The Lady ရုပ်ရှင်ပေါ့နော်ဆိုတော့အဲ့မှာဒီဒီတောင်းသားတွေစေယုံမှာအဲဒီလိုအပြစ်ခတ်ခံနေရတဲ့အချိန်မှာသူဒီမြန်မာနိုင်ငံနိုင်ငံကြီးလောကတွေဝင်ရောက်လာတယ်ပေါ့နော်အဲဆိုတော့အဲ့မှာနောက်ပိုင်းကျတော့ဟိုဖန်စီချုပ်နှောင်ခံရတယ်ဆိုတော့အဲသူ့ရဲ့အမျိုးသားကနိုဘယ်ဆုကိုရှောက်ပေးရပေါ့နော်ဘာဖြစ်လဲဆိုတော့နိုဘယ်ဆုရှင်ဆိုရင်တက်လို့မရအောင်ကွာဆိုတော့အဲ ဒါဒါလည်းသူတို့အမေဆုတို့ဇနီးမောင်နှံတွေကဆိုတော့အရင်ဉာဏ်ပညာအမျိုးမြင်ကြီးမားတယ်လို့ပြောလို့ရတယ်ပေါ့နော်ပညာတတ်တွေဖြစ်တယ်ဟိုဘယ်လိုကျင်နာတတ်တဲ့နှလုံးသားတွေရှိရဲဆိုတော့အဲဒါလေကျွန်မစဉ်းစားကြည့်တော့လေအော်သူ့အမျိုးသားသူ့ရဲ့ဒီအမျိုးသမီးကိုကာကွယ်ပေးဖို့အတွက်ပေါ့နော်သူတီချာလေးကိုဟိုစီစီစီမံပြီးတော့ကွာလှောက်ဆောင်ခဲ့ရတယ်ပေါ့နော်ဆိုတော့နိုဘယ်ဆုရှောက်တယ်ရှောက်တော့နိုဘယ်ဆုအမေဆုရရပါတယ်ပေါ့ရရတဲ့ခါမှာဒီစစ်စစ်သားဒီဒီဒီစစ်စစ်ခေါင်းဆောင်တွေက မီဆုကိုတက်လို့လည်းမရတော့ဘူးဘာမှလုပ်လို့မရတော့ဘူးပေါ့နော်အဲပြီးတော့ကြတော့အဲသူအမီဆုရဲ့သားခင်ကအဲ့ချိန်မှာဟိုနိုဘယ်ဆုတွေပါတယ်ပေါ့နော်သူကလေးနှစ်ယောက်တက်ယူတယ်ပေါ့နော်ဆိုတော့ အဲကျ uh, ွန်မစဉ်းစားကြည့်ရပါတော့အခုဆိုလို့ရှိရင်လည်းဒီနှစ်မှာဆိုမေဆုရဲ့တာခင်ကအာဟွာလေးကမ်ပိန်းတွေပြုလုပ်နေရပါတော့မေဆုမျိုးတွေဆိုဟိုဟိုဘယ်လိုပြောရမလဲဒါလဲဟိုသူကအရင်တော့ဆိုရင်သူ့မိတွဲဟိုဟာဖြစ်ခဲ့တယ်အခုလေးကမ်ပိန်းတွေကိုဥဆောင်နေရပါတော့ဆိုတော့လေဟိုကျွန်မတို့ဟိုမိဆမ်မတို့ဆိုလဲဒါမိခင်တယောက်အနေနဲ့ပါတော့ဟိုဟိုခံစားမိရပါတော့အမေတယောက်အတွက်တားတယောက်ကဘယ်လောက်တောင်တော့ဟိုပူလောင်ပြီးတော့ လွတ်စေခြင်းမလဲပေါ့ကိုရီဆိုလို့ရှင်လဲဒီလိုပဲခံစားရမှာပဲဒီလိုပဲဟိုကို့အမိလွတ်ရလွတ်ကြောင်းလိုက်လို့ဖြစ်မှာပဲပေါ့နော်နောက်တစ်ခါကျတော့လေဟိုဆက်မရဝန်တန်းနေဆိုတော့ကျမစဉ်းစားမိတာပေါ့နော်ဟိုဒီနိုင်ငံတော်ရဲ့အကြီးအကဲကဟိုးအောက်ခြေနိုင်ငံနေထိမသွားကြအောင်လေသူတို့ပေါ်ပိုင်းတော့ပဲပြောသွားအောင်နော်ဆိုတော့အမေစုအုပ်ချုပ်တဲ့ကာလမှာဆိုရင်ဟိုးရဲလိုင်းငန်းနေလေရဲလိုင်းငန်းနေဟိုးအောက်ခြေထိသွားပြီးတော့သူသွားမေးတယ်သွားကြည့်ရပေါ့ အဲ့မှာဆိုလေဒီရဲမိသားစုကတော်တော်ပျော်ကြရတယ်ဗောနော်ဟာအမေစုလာအမေစုလာရင်ဘယ်နိုင်ငံအပြည်သူတွေမဆိုလေပျော်ကြရလေနော်အဲ့လိုအဲ့လိုဟိုပျော်ကြရတယ်ကွာတင်မဆိုဟိုတခြားဒီစစ်စစ်ကောင်းဆောင်တွေဆိုဒီအောက်ခြေရလူတွေကိုဘာမှအုံတော့ထိတော့ထိတာမဟုတ်လေနော်ဆိုတော့လေဟိုဆီယမားရောဝင်းတန်းနေလဲဖြစ်တယ်ဆိုတော့ဆီယမားရောဝင်းတန်းနဲ့ဒီအမေစုကိုအဲတိခဲ့တာအဲအဲ့လိုမမတ်ရရတွေနောက်ဆီယမားရောယဉ်နေမှရှိရပြောခြင်းတဲ့အရာတွေပေါ့နော်ပြပြပြပါမနော်ဆီယမားအရင်စပြောလေးမလားဟုတ် ကျမတို့ဟိုအမေစုရွေးကောက်ပွဲမှာအမေစုတို့ကျမတို့ဒီ NLD အမေစုတို့ငါးနှစ်အုပ်ချုပ်တဲ့ကာလပေါ့နော်အဲ့ကာလတော့ကျမတို့တို့ကတော့မမေ့နိုင်ပေါ့အဲ့အရာသားကိုကျမတို့တွေကခံစားခဲ့ရတော့ဒီဥစ္စာအဲ့အရာသားကိုကျမတို့ကခံစားလိုက်တဲ့အချိန်မှာဒုတိယဒီအချိန်မှာထပ်ပြီးတော့အရွေးအခုသူတို့အာနာသိန်းတဲ့ရွေးကောက်ပွဲမှာဆိုလဲတောင်မြိုကမ်းမြိုနိုင်တာပဲကျမတို့ဆိုကိုဗစ်ကာလမှာလေကျမတို့ကျမကြီးဝန်ထမ်းတွေရလဲလေတော်တော်ခက်ရခက်စင်းတဲ့ဒီဥစ္စာကိုဟို ဖြစ်အောင်လေအကုန်လုံးကဝိုင်းပြီးတော့ပညာရေးကျမ်းမာရေးကြိုးစားကြတာနော်ကိုတွေလည်းအားဒါကိုဝန်တာနာပေါ့နော်ဒါကိုပေးချင်တာဘလို့ဖြစ်ဖြစ်ဘလို့နည်းနဲ့ဖြစ်ဖြစ်ဒါကိုဖြစ်အောင်ပေးချင်ကြတာတကယ်ပေးကြတော့လည်းတကယ်ဟိုအားရစရာကြီးကျွန်မတို့ဆိုအဲညရွေးကောက်ပွဲပြီးလို့ညဘက်ကျတော့မဲတွေရီတဲ့အထိလीညကျ12နာရီအထိမအိပ်ဘူးအမဲရီတဲ့ကြောင်းနေမှာလိုက်လိုက်ကြည့်အာဘန်နာကြီးကြီးအပြက်သက်တောင်ပြိုကမ်းပြိုနိုင်တာအဲ့လိုနိုင်တော့ဝန်တာတာပေါ့နော်ပျော်ပွဲတွေခါတဲ့အောင်ပွဲတွေခံပြီးတော့နောက်အာနာသိမ့်မှပြီဆိုလဲဆိုတော့အဲပျော်ရွှင်မှုတွေက အကုန်လုံးအားခါလဲကြက်ကြောက်ငှက်ပြောက်ပြောက်ပြီးလူတွေတမနယ်လုံးခါတာအကုန်လုံးငိုကြရိုကြပေါ့တူတူပဲကျမလည်းငိုတာပဲအဲ့ဒါရပြီးတော့အမေစုတို့အာနာသိမ့်ပြီးွားပြီအမေစုတို့ချုပ်ထားလိုက်ပြီဆိုတော့ကျမတို့တွေကအဲဒီလောက်ကိုစေးုံလုံးဝမသွားတော့လားအမေနဲ့တည်းမသွားတော့အဲ့တော့ကစီရီယန်နေပါလေဆိုတော့ကျမတို့နားမလဲသိဘူးသိဘူးသိလားဟုတ်တယ်အဲ့တော့ဒါမှမဟုတ်မလောက်တာပေါ့အလုပ်ဒီဟိုရင်ဒီစစ်အာနာသိမ့်လိုက်ပြီဆိုတာယူ ဘလို့လဲနာကျင်လိုက်တဲ့ဟာနဲ့ပဲမသွားလိုက်တာပဲရှိတယ်မရှိတော့မှနောက်ကြတော့မှအာဒါတစင်တစင်ပေါ့နော်ဟိုစီဒီယန်ဆိုတာကျမတို့ကျမကြီးဦးကြီးဒေါက်တာမြင့်ထွေးကသူကစီဒီယန်လောက်ပါတယ်ဆိုပြီးလုံးလိုက်တော့မှစီဒီယန်ဆိုတာအဆရာကြီးဥဇော်ဝေဆိုးလို့ပေါ့နော်အဲကြတော့မှအော်စီဒီယန်လောက်ကြမယ်ဆိုကျမတို့ကစီဒီယန်ရင်စားလို့တော့မဟုတ်ဘူးကျမတို့ကျမကြီးကဘာရရက်ကမင်းရင်စားလို့လိုက်တာဟုတ်တယ်အဲတရက်နေအာနာသိမ့်နေဆို၃ရက်နေရက်ကမင်းလောက်လိုက်တယ်သူစိတ်ကြောင်တော့အကုန်လုံးတော့ပါတယ်အဲ့တော့နန်းနေပါဒီဘာမှမသိဘူးအကုန်လုံးပဲဒီရက်ကမင်းမှာတော့အကုန်လုံးဟာစိတ်ဝင်စိတ်မတပုံတွေရိုက်ကြတော့အကုန်ပါတယ်တကယ်တကယ်ကြတော့ဒီရှိရဲ့ 3ရက်ပြီးတော့5ရက်မြောက်နဲ့နေလဲကြာ CDN ဆိုတာဘယ်လိုလဲဆိုအဲ့ကြမ်းမှာဟိုတယောက်နဲ့တယောက်ဆွေးနွေးလိုက်တဲ့အခါမှာအဲ့ကြမ်းမှာဖြုံမဲ့ကိုယ်ဝါတာပဲ CDN လုံးဝလူကလုံးမဲ့လူမလုံးမဲ့လူကမလုံးမဲ့အဲ့နောက်တော့မှတခါလဲဟော82နှစ်တူဆန္နာတွေပြလို့ရှင်အမေစုလိုပဲပြန်လွတ်တော့မဲ့အတိုင်းကျမတို့ပြန်ပြီးတော့ဒီအာနာရမယ်ဆိုပြီးတော့82နှစ်အတွင်းဆိုအဲ့ရက်တွေမှာတခါလဲဆန္နာတွေပြလိုက်ကြတာလေဆိုတော့3ရက်လောက်ပေါ့ဆန္နာတွေနေမျိုးပြညပြနဲ့ဆန္နာတွေပြကြပြန်ပြန်နဲ့နောက်ကြတော့မှမေရတော့အဆုံးမှကျမတို့လဲ သူတို့တွေလက်နက်တွေနဲ့ဖြိုခွင်းတော့မှာပဲဒီလိုဖြစ်လာအမေစုရဲ့မွေးနေ့ကိုကျမတို့တွေအခုဒီအာနာသိမ့်မိကံမာတော့မှာပိုင်ရှင်မရှိတဲ့မွေးနေ့ကိုဒီလိုပဲ ပြည်သူတွေကတော့လေမရရတဲ့အနေနဲ့တောထဲရရင်တောထဲမှာလုတ်တယ်ဒီလိုအိမ်ထဲမှာရရင်အိမ်ထဲမှာလုတ်တယ်ကျမတို့အရင်တော့ဆိုအိမ်ထဲမှာလုတ်ရတာလीဘယ်လိုလုတ်ကြလဲဆိုရင်ကျမတို့ဂရုထဲမှာတညာပေါ့ဟိုနှင်းစီပန်းလေးတွေပန်ပြီးတော့အဲ့ဒီမှာတင်ပေးပါအဲ့ဒါလေးနဲ့သူတို့တင်ပေးပါမယ်ဆိုအဲ့မကိုကကိုအိမ်ထဲမှာတယောက်တည်းပေါ့ပေါ့နော်နှင်းစီပန်းတွေကိုခါတယ်နှင်းစီပန်းဝယ်အောင်ဖမ်းတာလीအဲတော့ကဈေးထဲမှာနှင်းစီပန်းတွေကိုလည်းဖမ်းတယ်သွားဝယ်တဲ့လူလမ်းမှာတွေ့လည်းဖမ်းတယ် အရင်နေ့တည်းကကြိုးဝဲပြီးတော့ခါဖူးလေးဝယ်ထားရေးတဲ့စိန်နာအန်နေဂျာနှင်းစီပန်းတွေကိုပန်ညပန်ပြီးတော့အဲ့လိုပဲတင်ရတာပေါ့နော်အဲ့လိုတွေအထိပါကြတာပါဟုတ်အော်ဆရာမအဲဟုတ်တယ်ဟိုအမီစုအုပ်ချုပ်ခဲ့တဲ့9နှစ်တာကာလာလေဒီမိုကရေစီရဲ့အရာတာကိုကျွန်တော်တို့လူထုကအပြည့်အဝခံစားလိုက်ရပါတော့အထူးသဖြင့်ကျွန်တော်တို့အဲအဲ့အချိန်မှာလူငယ်ဘဝပေါ့အဲလူငယ်ဘဝဆိုရင် ကျွန်တော်တို့ဟိုကားတစ်စီးနဲ့ညတစ်ကောင်အိမ်ပြန်လာလဲကြောက်ဆရာမလို့ဟုတ်တယ်အဲဟို လူငယ်တွေညာဘက်အပြင်သွားလဲကြောက်ရမလို့ဘာလို့ဆိုအရင်စိတ်ထဲမှာလုံခြုံနေကွာဒီလားအဲတို့နိုင်ငံအရန်ကိုအေးချမ်းနေဘာမှမဖြစ်ဘူးပေါ့အဲနောက်ပြီးရင်အဲ့ကာလရင်တုန်းကဆိုလို့ရှိရင် ပြပမှာရှိရဲပညာရှင်လူငယ်တွေလည်းအမေစုကပြန်ခေါ်တယ်အဒီလူတွေကလည်းအမေစုကိုယုံကြည်တဲ့စိတ်ချစ်တဲ့စိတ်နဲ့ပဲကိုယ်နိုင်ငံကိုပြန်လာပြီးတော့အလုပ်တွေလုပ်ကြတယ်အလုပ်ကင်ခွင်လန်းတွေလည်းရန်ပေါ်ခဲ့ပေါ့နော်ဆိုကျွန်မတို့ဆိုလည်းအဲ့ကာလမှာ ကောင်းကောင်းကြီးလေဟိုဘယ်လိုပြောအဲ့အရာတောင်ကောင်းကောင်းကြီးသိခဲ့ရပါဘောနော်ဆိုတော့အလုတ်ကိုင်ခွလန်းနေလဲပိုးတယ်ပြောရလို့ရှိရင်အဲကျမတို့ထိုင်းနေလေဟို ထိုင်းလိုမျိုးပဲကွာတိလာတခြားစင်ကာပူလိုမျိုးပဲဟိုအလုပ်လေကောက်ကောက်မမလုပ်လို့ရရပေါ့နော်လုခလာစားရောနည်းနည်းကွာချင်းကွာမယ်သို့တော်လေအဲကျမတို့နိုင်ငံမှာလဲကောင်းမွန်တဲ့ system တွေကောင်းမွန်တဲ့အလုပ်ကိုင်းတွေကောင်းမွန်တဲ့အထွေးခေါ်တွေရရှိနေပြီပေါ့နော်နောက်တစ်ခါကြတော့လေဟိုကျမတို့ဒီ covid ကာလမှာလေအမေစုအမေခင်တယောက်လိုစောင့်ရှောက်ခဲ့တာကွာတနိုင်ငံလုံးအဲအဲ့ဒီလိုမြင့်တာတွေကဒီစစ်တပ်က ဒီစစ်အာလာရှင်တွေနေတော့တခြားစီပဲ။ဘာလို့ဆိုမီတာကမကောက်ဘူးလေ။ဟုတ်တယ်။ပြည်သူတွေဝင်လို့ဝင်မို့တအားရော့ခဲ့တာလေနော်။ဟုတ်တယ်။အဲပြီးရင်ဝန်ထမ်းတွေဆိုရင်နှစ်လစာထုတ်ချီးပေးတယ်သိတယ်မလား။အဲဟိုပြီးရလို့ရှိရင်ဟို အဲဘာလဲတက်ကြီးတဲ့လူတွေကိုလည်းထောက်ပံ့ကြီးတဲ့လူတွေကိုလည်းထောက်ပံ့ကြီးနေပေးတယ်အဲနောက်ပြီးတော့လို့ရှိရင်စင်နံပါတဲ့လူတွေလည်းတစ်လ3000လောက်အဲ့လိုလေးကြီးကြတယ်အဲဟုတ်တယ်နော်4000လောက်3000လောက်မတည်ပေးတယ်ပေါ့နော်ဆိုတော့လေဒါကြတော့လေ meek insane ရှိတဲ့သူမှဒါမျိုးလုပ်ပေးလို့ရတာကွာဒီလားစစ်တပ်ကကြတော့အဲအဲ့လိုမျိုးဆိုလို့ရှိရင်တော့မှပြန်ပြီးတော့ဟိုဖြတ်စားလက်စားလုပ်ချင်သေးရဲ့အဲ့လိုမျိုးအဖွဲအစည်းဖြစ်တယ်ပေါ့နော်ဆိုတော့လေ ဟိုဘယ်လိုပြောရမလဲတကယ်တော့ဟိုကျမတို့အမျိုးသမီးတွေကလည်းမိစုကိုအတူယူတင်တာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အမိစုရဲ့ wisdom ပေါ့ဉာဏ်ပညာရှိမှုဉာဏ်ပညာအမျိုးမြင့်ရှိမှုနောက်ချက်ချင်းတရားပေါ့နော်။ဟိုကိုယ်နိုင်ငံကိုအုပ်ချုပ်တဲ့သူကကိုယ်နိုင်ငံသားတွေကိုမေတ္တာရှိမှာပဲ။အဲ့နိုင်ငံကတိုးတက်မှာလေနော်။ဟိုသူတို့လိုမျိုးဟိုဒီစစ်စစ်သားတွေလိုမျိုးအဲ့လိုကြီးလုပ်နေရဆိုရင်တော့ခုပြည်သူလူထုဆိုရင်ဒါတွေအကုန်လုံးခါးစီးပြီးခံနေရပါဘောနော်။ဆိုတော့ဆရာမကုနာပြောလိုက်တဲ့အမိစုအုပ်ချုပ်ခဲ့တဲ့ ကာလာငါနဲ့တအတော်တွေရကျွန်တော်တို့လည်းကောင်းကောင်းကြီးခံစားခဲ့ရတဲ့အဲ့ဒီရတာတွေပေါ့နော်ဆိုတော့ကျွန်တော်တို့လည်းကျွန်မက2018မှာအဲ2020မှာဆိုရင်ကျွန်မဒီဒီကျွန်မအမျိုးသားနဲ့အိမ်အောင်ပြုတ်ပြီးသွားပြီဒါပေမဲ့ကျွန်မက အမေဆိုပဲ NLD ကိုပဲမေးပြီးရ NLD ဆိုတာဒါအမေဆိုကျမတို့ကယုံကြည်လို့မေးပြီးတာပေါ့နော်ဆိုတော့မေးပြီးတာဟိုစစ်တပ်တွေပါတယ်ကျမတို့ကဘာမှမပေးဘူးပေါ့နော်ဆိုတော့လေဟိုဒူးဒူးရဲ့ယုံကြည်မှုလေအမေဆိုကအပြည့်ဝရထားဒါတော့ပြောပြောစရာမလိုပေါ့နော်နောက်တစ်ခါကျကျမကြိုက်တာကတီတူလူလူအနေနဲ့ပို့ပွက်လင်းလင်းပြောလို့ရတယ်အဲချင်းတောင်ပါဆိုရင်ချင်းတောင်ကလူတွေပြောရည်လေအဲဗာလဲ အတင်းငွေနေနေတော့မလာပါနဲ့ခရယန်နေဆိုတော့ဖျားရှိခိုးခြင်းလို့ပါဟာကျမတောင်းပန်ပါလေဆိုပြန်ပြောရလေဟာဟိုဟိုဘယ်လိုပြောစစ်သားရဲ့ဆိုလို့တောင်းပန်မယ်ထင်လားကျမတင်ဦးနော်အဲမင်းကပါလဲငါပဲနောက်နေ့ကျအချုပ်ထင်းအောင်ရောက်ချင်ရောက်သွားအောင်ပါကွာဒီလားအဲအဲ့လိုမျိုးပေါ့နော်ဆိုတော့လွတ်လပ်စွာလဲကိုယ့်ရဲ့ဟိုခန်းစားချက်တွေကိုပြောလို့ရတယ်ဟိုဟိုပြီးတော့ဒီမိုကရေစီပဲကွာအရာရာကလည်းအရင်ကတိုးတက်နေပြီဆိုတော့ဟိုနောက်တစ်ခါကျတော့ဟိုဆီယမအင်းနဲ့ပြောချင်တာကြတော့လေအဲဒီ အခုဟိုဟိုအမေစုရဲ့ပေါ့နော်ဒီဒီပြည်သူလူထုအပေါ်ချစ်တဲ့ဟာပြောလို့ဆရာမတို့ဝန်ထမ်းနေပေါ့လေဟိုတော်တော်လေးကြည်တယ်ပေါ့နော်ကိုဗစ်ကာလမှာဆိုအထူးသဖြင့်ကြည်တယ်ကျွန်တော်တို့ပြည်သူလူထုကိုလည်းဆိုလည်းချက်ချင်းလေးစိတ်ယုံနေလေးဟိုဟိုရွှေပြောင်းစိတ်ယုံနေချက်ချင်းဆောက်နေရလေးဒီလားအောက်ဆီဂျင်ဆက်အောက်ဆီဂျင်လေးဆိုလိုတဲ့လောက်လေးအောက်ဆီဂျင်လေးကိုခိုင်းနေရာတိုင်းမှာရအောင်လုပ်ပြီးတယ်နော်အဲ့ဒါကိုကိုဗစ်ဆိုတာကိုဗစ် -19 က2019ရေဖြစ်ခဲ့တာလေဒါပေမဲ့ကျွန်တော်တို့က2020 မှာတစ်နှစ်လုံးကိုကျမတို့တွေအဲကိုဗစ်နဲ့ပဲရုန်းကန်နေကြတာကျမရဲ့ဝန်ထမ်းတွေဒီဒါမဲ့လေဘလူးကအသေးပြောက်လည်းမရှိခဲ့ဘူးဒီလိုလဲအဲ့လိုအကုန်လုံးကပျော့ပျော့ရွှင်ရွှင်မဲနော်ဒီဥစ္စာလုံးလာခဲ့တာလေကြောက်ရမကူးမှလည်းကြောက်ရမမသိဘူးကျမတို့တွေလည်းကိုတွေဒီနာက positive ထွက်လို့အသေးလူသေးပြောက်လည်းမရှိကြဘူးလေမရှိတော့ positive ထွက်လို့ကိုတွေနှာခေါင်းလိုက်ခံလည်းခံတာပဲပြီးရင်ပြန်ပြီးတော့ဒါတွေလုံးရတာပဲလေပျော်နေတာပဲအဲ့ဒါကိုဗစ်ကလာမှတော့မှအဲနောက်2000အဲအာနာသိမ့်ပြီကမှကိုဗစ်မှာတေကြတာရမ်းပြီတအားတေတာလေ2022လား 2021မှာတည်22မှာတည်တာဟုတ်လား22မှာလည်းတော်တော်ကြီးတည်ရလीဘာလို့လဲဆိုတော့ကျမတို့ကတတိယ line မှာလည်းတည်တယ်ဟုတ်တယ်22ကတတိယ line ဖြစ်သွားပြီကျမတို့ကအဲ့အချိန်မှာရန်ကုန်မှာရှောင်းပုံးနေရကာလဖြစ်တယ်ဘောနော်ဆိုတော့ရန်ကုန်မှာလीတအားဟုတ်တည်ရလीအ အာကိုရီဆိုအပြင်တော့မထွက်ရင်ကြောက်လို့လေဟုတ်တယ်အဲ့တော့လော့ဒ်ဒေါင်းတွေပါလေကုန်ချပြီးတော့ဖြစ်ကုန်တာလေမြန်မာတိုင်းနဲ့တော့ဟုတ်ဆိုဆီယမ်မလည်းဟိုဝန်ထမ်းပေါ့နော်ဝန်ထမ်းတအူးအနေနဲ့အမေစုရဲ့ဒီအဲဝန်ထမ်းတွေပေါ်ထားခဲ့တဲ့အအရာလေးတွေပေါ့နော်အဲ့ဒါလေးလည်းပြပြပေးပါအောင်ဆီယမ်မကျွန်မကတော့အမေစုအုပ်ချုပ်တာကိုကာရောလည်းပြောမှုလေပေါ့နော်ကျမတို့ចောင်းသားနဲ့ကျမတို့ကြားတဲ့ကွာဟိုပါပေါ့ဘယ်လိုပြောမလဲဖြစ်ပေါ်တဲ့ပြဿနာလေးတွေပေါ့ဥပမာဆို စစ်စိုးရလက်ထက်တော်ဆိုပစံကောက်တယ်။ကျောင်းအရင်လည်းကျောင်းအခါကောက်တယ်။စာအုပ်ဖို့လေးပေးရတယ်။ကလေးတွေကျောင်းအခန်းကြီးကြရင်ဟာကျမဘာလို့ကျောင်းလာမတက်သေးတာ။ကျမကျောင်းဘူးပစံမရှိလို့အမေစုလက်ထက်မှာကြတော့ကလေးတွေအဲ့လိုပြောတာနဲ့နင်တို့ဘာမှမကောက်ဘူးအကုန်အလကားကျောင်းအခါလည်းမပေးရဘူးစာအုပ်ဖို့လည်းဘာမှမရှိဘူး။ဘာကြီးမှမကောက်ရတာတွေအတွက်ကျမတို့အရန်ပျော်ခဲ့ရတယ်ပေါ့နော်ခလေးတွေအတွက်လည်းပျော်တယ်မရှိတဲ့ခလေးတွေဆိုရင်တော်တော်လေးအခက်အခဲဖြစ်တာအကြောင်းတစ်ခါအဖို့အရေးဘူးပေါ့နော်မေဆုလက်ထက်မှာကျတော့ဒါတွေမရှိဘူးပေါ့ နောက်အခုအမေစုအုပ်ချုပ်သွားတဲ့၅နှစ်တာကာလအတိုးတက်မှုနဲ့အရင်စစ်အုပ်ချုပ်ခဲ့တဲ့ဟာနဲ့ရှင်းကြည့်လိုက်ရင်အများကြီးကွာဟသွားတယ်နော်တိုးတက်လာတာတွေကအများကြီးဥပမာပဲကျွန်မတို့ရန်ကုန်မှာနေတာဆိုရင်စီရကားစားတိုးတက်သွားတယ်လေဟုတ်တယ်နော်အကွန်ကားတွေစီရအရင်တော့ဆိုဘတ်စကားတွေဘီယံကားတွေကိုတိုးကြိတ်မြောင်စီရလာချွေတော်ရိနန်းအနံ့ဘောင်းစုံနေဟောအမေစုလက်ထက်လဲကြလဲကြရော အဲကွန်အဲကွန်ကားလေးတွေဖြစ်သွားဘလောက်ပတ်စံပေးရလဲ200ပဲပေးရတယ်လူလူလည်းတန်နိုင်တယ်လေစပယ်ရတွန်းချလာလဲမကန်မကန်ရအောင်ကိုပိုင်ကိုပတ်စံပုံလေးတွေပတ်စံထည့်ပေးလိုက်နောက်အမေစုကိုကျမဂုံယူလာကြတော့လေကျမတို့မြန်မာနိုင်ငံကနေပြီးတော့အမျိုးသမီးကော်စောနီဘော်ကိုရှောက်တဲ့ဘူးမှမရှိဘူးเนาะဟုတ်တယ်အမေစုတယောက်ပဲရှိကျမအဲ့ဒါကိုအရန်သဘောကြားတယ်အဲ့ဒါကိုလည်းဂုံယူတယ်မြန်မာနိုင်ငံကနေမြန်မာမျိုးသမီးတယောက်နိုင်ငံတကာနဲ့သွားပြီးတော့ဒီကော်စောနီဘော်ကိုရှောက်တာ တယောက်ပဲရှိတယ်နော်ဘယ်စစ်ဆိုရရဲ့ဘယ်ဝင်ကြီးဘုံကတော်ဒီမှမလျှောက်ဘူးလေမေစုလျှောက်ရပလန်နဲ့ခြေလန်းအောင်လည်းကြည်လိုက်နော်ဟုတ်တယ်ကြွားပြီးတော့ခါတဲ့ဟိုဘယ်လိုပြောမလဲဘာမှအကြောက်အယွံ့မရှိပဲနဲ့တတိရှိရှိပဲလျှောက်သွားတာကိုကျမအဲ့ပုံလေးတွေကိုကြည်တိုင်းအမြဲသဘောကျတယ်အဲ့ဒါကိုသဘောကျတယ်နောက်ပြီးတော့ဆောင်းကကျမပြောတယ်ကျမတို့နိုင်ငံကြီးတိုးတက်လာတာကိုသဘောကျတယ်ကျမတို့ဝန်ထမ်းတွေကိုဘာပဲပြောပြောပေါ့ဥမာပေါ့ ဟိုဥစားဥခင်ကျွန်းလက်ထက်တော့ဖြစ်ဘူးလေဒါကျမတို့ဝန်ထမ်းလောကမှာအကြောင်းဆရာမကြီးတယောက်ကမျက်မနှုတ်ထားဘူးလို့ချက်ချင်းအကြောင်းဆရာမကြီးပေါ့အဲ့ခက်လေးတွေဆရာမတွေရှိမှမျက်နှုတ်ကိုင်းအိုးအဲ့နဲ့ဆရာမကြီးကအဲ့မှာမျက်တွေနှုတ်နေနဲ့ငူတာ50ကျော်ကြီးဟာမေစုလက်ထက်မှာဒါမျိုးတွေမကြားခဲ့ရအောင်ရှိလဲမရှိခဲ့ဥက္ကညောခမရကအကြောင်းသားတွေဆရာမတွေကိုမခိုင်းလို့ဒီမြက်ဒီလိုထနေတာအကြောင်းရှင်းအဲ့တော့ခမရဆင်းနှုတ်ပြီးဆိုတော့နှုတ်ကိုင်းအဲ့လိုမျိုးဟာတွေမေစုလက်ထက်မှာမရှိခဲ့ဘူး ဟိုဘယ်လိုပြောမလဲကျမတို့ဝန်ထမ်းလောကမှာလည်းဒီလိုပဲပေါ့ဟိုဘယ်လိုအခုခုဟိုစဖြစ်တော့ကိုဗစ်လည်းဖြစ်လည်းဖြစ်ပေါ့အားလုံးကိုနားပိတာလေနားပိတာပြီးတော့ဆရာမတွေကုံနာရတယ်လေကြောင်းသွားစရာမလိုတော့ခလေးတွေလည်းကြောင်းပိတ်ပီးထားတယ်ဒါပေမဲ့လာစားတော့ပြီးနေတာဘာမှမဝင်ဖြစ်ဘူးဒါကျမကြီးဝန်ထမ်းနေရာတော့သူကကျမကြီးအတွက်လုတ်ပြီးနေရာတော့သူကသွားလာတယ်ကျမတို့ကျမတွေဆိုရင်တော်တော်လေးနားရတယ်ခလေးတွေလည်းအကုန်နားကျမတွေလည်းနားသူဟိုကဖြစ်မှာဆိုတော့ ီရွေးကောက်ပွဲလုပ်တော့မှသာဆံမရေးတာဘီဝစ်စုံနဲ့သွားပါလို့ပြောကြတာကျွန်မတစ်ခါကပြောသလိုပဲကျစ်ဘယ်လိုပြောမလဲဟိုပါပေါ့ကျွန်မရေဒီရွေးကောက်ပွဲလုပ်ပြီးတော့လဲမဲလိန်နေမဲခိုးတယ်ဆိုတော့ကျမတို့ပြောသလိုပေါ့ဆံမတွေကပဲလိန်လာလားသူတို့တွေကလာဆောင်ကြည့်နေတာပဲကျမတို့ဆံမတွေညဆက်နှစ်နာရီကျော်အထိအလုံးလုပ်ခဲ့ရမဲကိုယုံသွားအိုက်ရထမင်းကဘယ်နာနေမှမသိဘူး အနည်းဆုံး9နာရီတည်းကဒီမဲယုံကိုရောက်အောင်သွားခဲ့ရဒီအခုနောက်ဆုံးတစ်ခါလုပ်တဲ့ဟာဆိုဘီဘီဝိဆုံနေနေကိုနေကြရတာဘာလို့လဲဆိုဒီကိုဗစ်ကာလဖြစ်နေတဲ့အတွက်ကြောင့်เนาะဒီလိုနိုင်ရသွားတော့ကြတော့လေပျော်ကြပျော်ကြတယ်ဟိုကြည်နေနေကိုကိုရီစိတ်ချမ်းသာတာလေကိုရီကအဲ့တော့ကြအကြောင်းတက်ရတော့ဒီဝီကနေပဲကြည်ကြတော့ကြတော့တော်တော်လေးကိုစိတ်ချမ်းသာတယ်ပေါ့เนาะဟို လိုပြောမယ်မဲရုံကိုအပ်ပြီးသွားပြီသူတို့ကိုမဲပေးခဲ့ပြီနောက်နေ့ကျတော့မှမဲစင်းရင်ကိုကျင်ညာတဲ့အခါမှာတော်တော်လေးဟိုပါဖြစ်ဒါပေမဲ့ကိုရီမဲစင်နေကြတယ်သဘောပေါက်တယ်ဒါနိုင်တော့မှာပဲဆိုတော့လေမဲခြင်းကအပြည့်အသက်တခြားစီဖြစ်နေတာအဲ့ဒါကိုမဲလိမ့်နေဆိုတော့ဆရာမတွေလည်းတော်တော်တော့ခံပြမှုပေါ့ဒါပေမဲ့အခုလက်ရှိဆက်ပြီးလုပ်ပြီးနေတဲ့ဆရာမတွေကိုလည်းအံ့ဩတယ်ဘာလို့လဲဆိုလိမ့်နေလို့ပြောခံရအောင်နောက်ထပ်တကဒုတိယအကြိမ်ပြောခံခြင်းလို့ပေါ့နော်ထပ်ပြီးတော့လုပ်ပြီး အခုလုံးမယ်လို့သူတို့ပြောနေကြတာဟုတ်နော်ဒီကဝယ်လုံးမှာမဖြစ်မနေပါဝင်ပြီးပါဆိုတာဒီပြောနေကြတာအခုဟိုဘာပဲပြောပြောသကောင်စင်းကောက်လူသကောင်စင်းလိုက်ကောက်တယ်လေပါသေးတာပဲဆရာမတွေနော်အခုအခုခဲ့မှာဒီဇက်ကစားခဲ့မှာနော်ဟုတ်ဆရာမတွေရတဲ့လိုက်ကောက်ပြီးနေတာပဲသူတို့ဘလောက်ပြောပြောကောက်ဝင်နေတာပဲကျမတို့ကတော့ကိုယ်ပြောထားတဲ့အတွက်ကိုကိုမကောက်ချင်တော့မလောက်လဲမလောက်ပြီးချင်တော့ဒီတော့ဟုတ်တယ်လေ ကျမအမျိုးသားကဘောအဲ့နေရအနာသိန်းတဲ့နေရမသိသေးဘူးဖုံးဆက်လို့မရတာပဲသိသေးတယ်သူယုံသွားတော့ညနေကျတော့သူပြန်လာတော့မှအနာသိန်းနောက်နေ့ကျတော့ယုံသွားမယ်လို့ဆိုကျုပ်သားဆိုရင်ရှင်းနေမှာဆိုရင်ယုံသွားတော့လို့အဲ့လိုမျိုးလေးပြောလိုက်တော့အဲ့သူကတော့မဖြစ်သေးဘူးလေစည်ရင်စရာတွေရှိသေးတယ်ပေါ့နော်သူကအဲ့လိုပြောပြီးတော့သူလည်းကိုယ်နဲ့အတူတူတခါတည်းအတူတူလုံလိုက်တော့နောက်တစ်ခုအမေစုဒီကိုဗစ်ကာလမှာဘာဖြစ်လဲဆိုတော့အမူသားအိုက် နေရီကိုရေဒီရေရေသန့်ဌာနာဆိုတော့သူကလက်စည်းဖို့အတွက်ဘီစင်နေတက္ကသလက်ထက်မှာမလုပ်ပြီးတော့ဘူးမင်းစုကနိုင်ငံတော်ကောင်ကိုအကုန်လုပ်ပြီးတာအဲ့ကျွန်တော်တို့ဒဇန်တွင်းတတွင်းတော့အမျိုးသားလုံးဝမနာဩအဲ့ဒါကိုဒီမြို့နယ်ကြီးအကုန်ကိုပို့တာတမျိုးနယ်ကိုဘလောက်တိတ်30 35တိတ်38တိတ်ရွာများရင်များတယ်လို့ပေါ့အဲ့လိုမျိုးတွေပို့ပြီးဘာလို့နိုင်ငံအဝန်းမှာဒီလက်စည်းဘီစင်နေရအောင်လို့ချက်ချင်းလုပ်ပြီးတာတက္ကသကိုလုပ်ပြီးမှာမဟုတ်ဘူး ုတ်တယ်အဲ့တကြံတွင်းတတွင်းလုံး9ရက်ကိုအဲ့9ရက်စလုံးသူတစည်းမမနာဟိုကစရင်တက်ရောက်ဘူးလားမရောက်ဘူးလားပတ်စံလွှဲတာရောက်လားမရောက်ဘူးလားဒီတကြံပြီးတာနဲ့ဒီလက်စေးပြင်စင်အပီးဆိုတာကိုတခါတည်းဟိုကဖြစ်တာလားဘာလို့လဲဆိုတော့လူတွေရဲ့ကျမ်းမာရေးအတွက်ကိုအမေဆိုတာလုပ်ပြီးခဲ့တာလေဟုတ်ကျွန်မအဲ့ဒါလေးတွေတော့တော်တော်လေးကိုတော်ဟာဖြစ်တယ်ပေါ့နော်တဘောလို့ကြားတယ်မမတ်ရရလည်းရှိတယ်ဂုံလည်း ယူတယ်ပေါ့နော်အဲ့နိုင်ငံကော်စောနီပေါ်ရှောက်ရတာတော့အကုန်ယူဆုံးမယ်မြန်မာမျိုးသမီးတွေဘယ်သူမှမရှောက်ဘူးเนาะကျွန်မတို့ဟုတ်တယ်နောက်ပြီးတော့လေအမီစုကလေဒီဟိုအင်္ဂလန်ဘီယင်မာကြီးတို့အာတမရအိုဘားမာတို့เนาะနိုင်ငံဟိုကဘာခေါင်းဆောင်တွေအကုန်လုံးကလေးစားရတာအာသူတို့နေတော့တွေ့ရဆိုရင်သူတို့ကကိုယူတည်ပြရတာပေါ့နော်အဲ့လိုမျိုးလူမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီစစ်အုပ်စုကကြတော့မနာလိုဝင်တုံမှုတွေနဲ့ဒီအမျိုးသမီးတစ်ယောက်ရဲ့ အဲဒီနိုင်ငံတကာဝန်ဆက်မှုတွေနောက်ပြီးတော့ဘာသာစကားဆိုအမည်ဆိုအများကြီးတက်တယ်ဆိုသူတို့ဆိုရင်အင်္ဂလိပ်လိုတော့မှဟို ABC လိုတော့မှ ABC လိုပြောတတ်ရင်လည်းမသိဘူးဘောလို့အဲအဲ့လိုမျိုးဆိုဒီအငုံစိတ်တွေအငုံစိတ်တွေอ่ะဒီအမျိုးသမီးတယောက်ပေါ်မှာတအားမလားလို့စိတ်ပြင်းထန်ပြီးတော့အမြဲတမ်းမှာအဲကျမလိလာထားသလောက်ဆိုလို့ရှင်တော့နေအခြေချုပ်ရေထောင်ကြရတယ်ဆိုရင်6ခါ ီ2021ပေါ့ဆို6ခါရှိရပေါ့နော်ဆိုတော့အနှစ်20လောက်နှီးပါအမေဆိုတာသူတို့ရဲ့ဒီခြုံတော်ကြောခန့်ဒါပေမဲ့ဒီမျိုးသမီးကြီးကဘာဖြစ်သွားလားစိတ်တက်ကြပါလားဆိုလုံးဝမကြအခုလည်းကျမတို့ကမျောလင်းနေစိတ်တက်မကြပဲနဲ့ သူစောင့်နေအောင်မှာပဲဒီပေါ့နော်ဆိုတော့ဒါကြောင့်မလို့ဒီပြည်သူလူထုတွေအကုန်လုံးကိုလည်းဒီအမေစုရဲ့80ဘတ်ဒီမှာအဲကမ်ပိန်းမှာပါဝင်စေချင်တယ်ပေါ့နော်ဆိုတော့တစ်ချိန်မှာအမေစုပြန်လဲလွတ်မြောက်လာတဲ့အချိန်ကြရင်ဒါလုံးဝမေ့ကြပြီးတော့အဲပီတိဖြစ်ရမှာပေါ့နော်အဲဆိုရဲခါကြတော့လေနောက်တစ်ခါဆီမှပြောရတာပေါ့နော်အဲကော်ဇော်နီပေါ်မှာလမ်းလျှောက်ရဆိုเออจมารุดิมีเกณฑ์ဖြစ်မျိုးသမီးတွေဆိုရင်ပုံမှန်အားဖြင့်တော့မိခင်ဖြစ်တာများရယ်ဗောနော ဆိုလေအမေစုဒီလည်းမိခင်တယောက်ပဲဖြစ်တယ်သို့တော်လည်းသူ့ရဲ့ဉာဏ်ပညာတွေအမျိုးမျိုးရှိမှုတွေချစ်ချင်းမြတ်တာတရားတွေတနိုင်ငံလုံးကိုပြသနိုင်ခဲ့တယ်အဲနောက်ပြီးတော့ကျမတို့အမျိုးသမီးပေါ့နော်ကျမတို့ကအမျိုးသမီးအရေးပြောဆိုအမျိုးသမီးတွေဆိုလည်းကျမကဖြစ်စီချင်တော့ပေါ့နော်ဟိုဒီလိုမျိုးလေးအမေစုလိုမျိုးလို့နော်သူနောက်ဆုံးကမထိုးချော်မထမ်းမြက်နိုင်ဘူးဆိုရင်တော့မှပဲမေတ္တာတရားပေးနိုင်တဲ့လူကလုံနိုင်တယ်လေနော်ဆိုတော့တကယ်လို့များဒီအမေအမေစုလိုမျိုး ဉာဏ်ပညာတွေချစ်ချင်းမြတ်တာပြည့်ဝနေရဲ့အမေကြီးအုပ်ချုပ်တယ်ဆိုရင်ကျမတို့နိုင်ငံဟာဒီလိုမျိုးတွေသူများအချင်းချင်းတိုက်ခိုက်တာတွေနော်အချင်းချင်းတက်ဖြတ်တာတွေဆိုတာရှိလားမဟုတ်ဘူးပေါ့နော်ဆိုတော့အဲဇဘိုင်းလေးရဲ့အဆုံးပိုင်းပေါ့နော်ဆိုတော့ကျမတို့လည်းဒီမေဆု80 birthday ကနေပကံပိတ်မှာပါဝင်ခြင်းနေဆိုတော့အဲတယောက်ကိုကိုယ့်ရဲ့အာခန်းစားချက်ကလေးပြောရင်းနဲ့အဲဇဘိုင်းလေးကိုပိတ်လိုက်ကြရအောင်နော်ဆရာမကြီးကအရင်ပြောပြပါဦး င်မတို့ဒီအမေစုကိုအမဒီကမ်ပိန်းလေးရအမစကားပြောချင်တာဒီလင်းနစ်ကလာမှာဆိုလို့ရှိရင်ကျမတို့တောင်မှပဲအိမ်ကိုလွန်းတဲ့စိတ်ရှိတဲ့အခါမှာအမေစုရဲ့တသက်တာရဲ့သုံးပုံတစ်ပုံတော့ကဆိုလို့ရှိရင် तू ကဒီစစ်မိတ်ဆာကောင်းတွေရဲ့ဟိုဂျန်ညိုးကြောင့် तू ကထောင်ထဲမှာနေခဲ့ရတာအဲ့အတွက်အခုကိုအဲ့အတွက်အမေကိုကိုရဲ့အမေကိုလည်းကိုချင်းစာမိပါတယ် အများကြီးကိုကျင်စားတယ်အဲအကြောင်းကိုအမေကိုလည်းသတိရပါတယ်အမေအမေကိုလည်းသတိရကြပါတယ်အကုန်လုံးနှလုံးသားတွေကအများတန်းတနေ့မှတနေ့မှမမေ့ဘူးပေါ့ဒီမွေးနေ့တိုင်းကိုအမေစုရဲ့မွေးနေ့ကိုတနေ့မှလည်းမမေ့ခဲ့ပါဘူးကျမတို့တွေဒီလိုအမေစုရဲ့မွေးနေ့ကိုသတိရနေတယ်အမှတ်ရနေပါတယ်ဆိုတာကိုလည်းအမေစုထောင်ကလွတ်လာတဲ့အခါကျအကျဉ်ဒီအကျဉ်ချထားတဲ့အချိန်ကလွတ်လွတ်မြောက်လာတဲ့အခါကျရင်အမေစုလည်းအဲတိတိပါစီပေါ့နော်အမေစုကိုလည်းတိစေချင်ပါတယ်အမေစုလည်းတိမှာပါအားကြောင့်တို့ အဲ့ဒီစကားစားအမေလိုချင်တဲ့ဒီမိုကရေစီရတဲ့ခါကြတော့မှအမေနဲ့အတူပြန်ဆောင်ရမယ်လို့အမေစုလည်းအဲကျမ်းမာပြီးကျမ်းမာပါစေတက်လက်ရှိပါစေအမေစုမွေးနေ့မှာအားလုံးကိုအားလုံးရဲ့ကိုစားပေါ်အမေစုကျမ်းမာပါစေချမ်းသာပါစေဒီအချုံအောင်ကလည်းအမြန်လုံးမြောက်ပါစေလို့ဆုတောင်းပေးပါတယ်အမေမမတော့ဘယ်လိုပြောချင်လဲဆိုတော့သူ ဒီနိုင်ငံကိုရောက်တဲ့အတူမှာဒီထဲကနေမထွက်ရဘူးဖြစ်နေတဲ့အခါမှာအခုတတိလည်းဖြစ်နေတော့မယ်ပေါ့သူကကျင်းကျဲမောင်မာလီနဲ့ပြန်ထွက်လာစေချင်တယ်ကျွန်တော်တို့နိုင်ငံလေးတိုးတက်နိုင်ငံကြီးပေါ့ကျွန်တော်တို့နိုင်ငံကြီးတိုးတက်သွားအောင်လဲမီစုထပ်လုပ်ပေးလိမ့်ဦးမယ်လို့လဲမျှော်လင့်နေဖြစ်လဲဖြစ်လာအောင်ပါပေါ့နော်ကျမတို့ဟိုအမျိုးသားစင်ကာပူဘက်ကိုသွားပြီးတော့သူကရေသန့်သွားကြည့်ဘူးတယ်ရေသန့်သွားကြည့်ပြီးတော့သူကပြောတယ်တို့နိုင်ငံသားမေစုဆက်အုပ်ချုပ်နေရင်တဲ့ ကျင့်ကပူကိုမကြောက်မိပြီတဲ့ဒါပေမဲ့အခုဒီလိုဖြစ်သွားတော့နှမျောတယ်တဲ့စင်ကာပူဆိုတော့မြို့လေးချင်းချင်းလေးတဲ့ဒါပေမဲ့ဒိုးနိုင်ငံမှာလှုပ်ဖို့ဟာအများကြီးရှိသေးတယ်တဲ့သူတို့နိုင်ငံနဲ့ရှင်လိုက်ရင်ဒိုးနိုင်ငံခဏလေးနဲ့တိုးတက်သွားမှာတော့ကျမဒါကျမပြည်သူတွေဘက်ကလောဘလိုဖြစ်သွားမလားတော့မသိဘူးပေါ့နော်အမေစုတက်လာရင်အမေစုလွတ်လာရင်ကျမတို့တို့နိုင်ငံကြီးတိုးတက်လာမယ်ပေါ့နော်မေစုကိုချင်းချင်းမောင်မောင်လေးလည်းဖြစ်စေခြင်းတယ်ဟို ဘလို့ပြောရမလဲဆိုတော့အသက်ကကြီးနေပြီသူမှထိုးထဲမှာဘလို့နေရလဲဆိုတာကျွန်တော်တို့မသိဘူးလေနော်ကျွန်တော်တို့ဒီမှာနေရတာတော့အစားအသောက်လေးနည်းနည်းမကောင်းရင်တော့ကိုကိုကိုနေမကောင်းလို့ထင်တယ်သူ့ရဲ့စိတ်ထက်ကလေးမာကျော်မှုကိုလည်းကျွန်မလေးစားပါတယ်နောက်တော့အမေသူ့ကိုလည်းကျန်းကျန်းမာမာနဲ့ကျွန်တော်တို့ပြန်ပြီးတော့လွတ်လာစီခြင်းပါတယ်အမြန်ဆုံးလဲလွတ်စီခြင်းပါတယ်နော်အမေစုမွေးနေ့ကိုလည်းကျွန်တော်တို့နေတိုင်းဒါ မနစ်ကဆိုရင်ကျမတို့ဒီမြင့်မာဘက်မှာလှုပ်ပြီးတာကျမတို့ဒီပွဲလေးလည်းတက်ခဲ့ရတယ်ပေါ့နော်အရင်တုန်းကလည်းအိမ်မှာရက်ွက်ထဲမှာအဲ့လိုဒီလှုပ်ကြတာတွေလည်းကျမတို့ပါဝင်ခဲ့ကြပါတယ်အဲ့ဒါအခုဒီတကယ်လို့အမေစုသားလွတ်လာရင်လည်းဒီလိုလေးလှုပ်ပြီးနေတယ်ဆိုရင်သူလည်းမဆုပြောသလိုပဲဝမ်းသာပီတိလေးဖြစ်မှာပဲလေနော်ငါ့ကိုမမေ့ကြပါလားဆိုတာပြည်သူတွေဘာလို့လဲဆိုပြည်သူတွေပေါ်မြတ်တာထားတဲ့အတွက်ပြည်သူတွေကလည်းသူ့မြတ်တာလေးကိုမမေ့တဲ့အတွက်ပြန်ပြီးတော့သတိတရားလှုပ်ပြီးနေကြတာပါလို့နော်အဲ့တော့ကျမ မေစုအမြန်ဆုံးလွတ်မြောက်ပါစေလို့ကျမတို့လည်းဒီကျမတို့လှုပ်လာတဲ့နော် CDN ကိစ္စအတွက်ဘရောမှဘလောက်ပဲပြင်ပန်းဆင်းရဲနေဆင်းရဲနေကျမတို့ဆိုအခုနေရတာပြင်ပန်းဆင်းရဲတယ်ဒါပေမဲ့မလျှော့ပါဘူးလို့အမေစုလွတ်လာတဲ့အထိကျမတို့နေမှာပါအဲအမေစုအမွေးနေ့မှာတက်မှာပါစေပျော်ရွှင်ပါစေအဲအထုံနောင်လည်းအမြဲဆုံးလွတ်မြောက်ပါစေလို့ပြည်သူတယောက်အနေနဲ့ဆုတောင်းပေးပါရစေအဲကျမတို့မြန်မာနိုင်ငံအဲ ပြန်ကောင်းပြန်ကောင်းလာဖို့အတွက်အမေစုကိုလည်းအမြန်ဆုံးလှုပ်ပေးပါအဲနောက်ပြီးတော့ဟိုအမေစုပြန်ပြီးတော့အဲအုပ်ချုပ်ခွင့်ရတဲ့အခါမှာလည်းတိုင်းသူပြည်သားရင်းနဲ့အမေစုမြင်ချင်တဲ့ဒီမိုကရေစီနိုင်ငံတော်ကြီးကိုအဲရှောက်လှမ်းလိုက်ပါစေလို့အမေစုမွေးနေ့မှာဆုတောင်းပေးပါတယ် Happy birthday ပါအမေစုအမေစုအချုံအောင်မှအမြန်ဆုံးလွတ်မြောက်ပါစေအမေစုကျန်းကျန်းမာမာနဲ့စိတ်ချမ်းသာပါစေ Happy birthday ပါအမေစုအမေစုအချုံအောင်နဲ့အမြန်ဆုံးလွတ်မြောက်ပါစေ ကျမ်းကျမ်းမာမာနဲ့အမြန်ဆုံးလွတ်လာပါစေလို့ဆုတောင်းပေးပါတယ် Happy birthday မေဆုအမေဆုအထုံနောင်းနဲ့အမြဲဆုံးလွတ်မြောက်ပါစေ။ကျမ်းမာစွာရှိနေပါစေလို့ဆုတောင်းပေးပါရစေ။